ါလေအရင်နေနေခါချိုးချိုးနေတဲ့ရခိုင်နေနော်ခင်ဗျားတို့အေအေကခေါ်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကိုဗျာရခိုင်နေနေနဲ့မပူတူတွေ့ရင်တော့ဝေဘေးကိုတွေ့သလိုပဲရိုက်တာတခါလဲကြိတ်လေဆောင်ပါဗျာအများစုကနော်လူကြီးတွေအများစုကအာနာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခင်ဗျားချက်ချင်းလည်းနေဗျာတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ကျန်တဲ့မှာတမတော်ရားရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရရတယ်။အေးနေ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 မသွားနဲ့မသွားနဲ့မသွားနဲ့မင်းမောင်းနေပါဦး။ ဟိုဘန်ကောက်ဆွဲတော့တေချာဆွဲနော်ဘာဖြစ်လို့တော့ကြခိုင်မင်းဝေရှိရောက်သွားရင်မင်းလဲဆုံးငါလဲမရမှာဆိုလို့နော်မှားဆွဲတာဆိုလို့ မျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက်ရိုပရိုဒရှင်ချန်နယ်ရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုလေးရေရှင်မလို့တပိတ်မှာတော့ယနေ့ဒေလ29ရက်နေ့သာသာပတိနေ့မနက်ပိုင်းထိတော့ဆုံးရရှိတဲ့တင်းကျုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနည်းကြီးရှိပြီဒီတိုင်းကနေထပ်မံတောင်းဆိုလိုက်ပါတယ်ဒီမနိုင်ငံတော်ဝန်တရက်တာတွင်စစ်ကောင်စီကတေဆုံမှုစီးရင်မှာတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာတော့ရေတွက်လို့မရတဲ့အသေးများနေပါတယ်အင်းပြည်နယ်မြောက်ဝတီမြို့နယ်မှာလည်းရေတွက်လို့မရတဲ့အသေးများနေပြီးတော့30ဦးအရှင်မိသားစုတောင်းသိရှိရပါတယ်မန္တလေးတိုင်းမင်းကြံမြို့နယ်မှာရှစ်ကောင် ကိုင်းတိုင်းရွှေဘုံမြို့နယ်မှာ၃ကောင်၊ဘိုးတိုင်းကြောက်ကြီးမြို့နယ်မှာတော့၃လင်းဝင်ရောက်ခဲ့ပြီးဘိုးတိုင်းလက်ပန်းမြို့မှာတော့၁ကောင်တိတိတိဆုံးခဲ့ကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကြီးကြောင်းကလေးငယ်နှုတ်တိဆုံးသွားပြီးစစ်ကောင်စီစစ်ကြောင်းဟာဒေသခံပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးနေကြောင်းကချင်းတူခွင့်ရေးဆောင်ကြီးရဲ့ဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဖားကန့်မြို့နယ်လုံခင်းဒေသကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာမင်းရညာဦးမှာလက်နက်ကြီးဖြင့်ပစ်ခတ်ရမှာတော့တိပေးချောင်းနဲ့အိမ်ပေါ်သို့ကြားရောက်ပောက်ခွဲပြီးကလေးနှုတ်တိဆုံးခဲ့ပါတယ်။ သက်ဆယ်နှစ်နဲ့စနစ်နှစ်ရွယ်ကလေးနှစ်ဦးတည်ဆုံးခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်မှာတော့အကွေးတိုင်းအခုတ်ကူမြို့ခြေဆိုင်ရှေးမြန်တက်မတရားတင်မအင်အားတရားကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာနိုင်မြို့ကိုဥတည်နေကြောင်းဒေသရင်းသတင်းပေကဖော်ပြထားပါတယ်အဲဒီစစ်ကြောင်းကမနေ့ကအခုတ်ကူမြို့နယ်ညောင်ကြည့်ပင်ကြေးရွာကိုရောက်ရှိကဒီနေ့မှာတော့အောင်ကျောင်းကြေးရွာနောက်ဖက်ကိုရောက်ရှိနေလို့သိရပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့ဒီကျောင်း NDA နဲ့မြေမလာနေတဲ့စစ်ကောင်စီတက်စစ်ကြောင်းကိုအထူးသတိပြုဖို့ရိုင်မြို့နယ်ရက်ဖက်ဖွဲ့စည်းချုပ်ကနေတိုက်တွန်းပြောဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ တပီလုံးတိုင်းတာနဲ့ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲရှိန်ဟုမြင်လာမည်ဟုဦးမင်းကိုယ်တိုင်ကပြောဆိုလိုက်ပါတယ်။ဂျမတ်စစ်ကောင်စီကိုတပီလုံးတိုင်းတာဖြင့်ထိုးစစ်များဆင်နွှဲကြမည်အခြေအနေကြောင့်တိုက်ပွဲရှိန်ဟုမြင်လာမည်ဟုဦးမင်းကိုယ်တိုင်ကပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အဆိုပါပြောကြားချက်ကိုတော့မေလ28ရက်နေ့ကမြန်မာနိုင်ငံမှာဘေးကင်းသောကျန်းမာရေးဆောင်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစီးပွားများတည်ဆောက်နိုင်ရန်ပအဝင်လှူဒန်းကြဖို့ဖိတ်ခေါ်မှုမှာဦးမင်းကိုယ်တိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီလုံးအတိုင်းတာအနေနဲ့ထိုးစစ်တွေဆင်နွှဲကြမည်အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အရှိန်ကိုမြင်နေတဲ့အချိန်မှာ လိုအပ်ချက်ကအလုံးတကြပါပစစ်တဟာပစစ်အပြုမူတိုင်းရရင်ဆိုင်ဆိုင်သယုံလေးစေကန့်တွေစာစင်ကြောင်းတွေရဲဘက်ပြစ်မှတ်တွေကိုတသက်မဲ့လီကြောင်းနဲ့တိုက်နေတဲ့ချီနီမှာတို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေပေါဝင်ပြည်သူလူထုကအဲ့ကျမ်းမာရေးပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့နေရပါတယ်ဒါဟာအများကြီးကြုံတွေ့ခဲ့ရတာပါစေကုပေမဲ့နေရာရောက်တည်ကြရတဲ့အခါမှာအခက်အခဲတွေဖြစ်ရင်ကြန့်ကြခဲ့ရရင်ပြစ်တင်တာတွေဖြစ်ပြီးမရှုံးစုံးနေတာတွေတုံးရှုံးနေရတယ်လို့လည်းဦးမင်းကိုနိုင်ငံပြောဆိုထားပါတယ်အဲ့ရှိမှာတော့မြေပြင်မှာလည်း ကွန်လိုင်းရဲဘော်ချိုစေကူတိုင်အချင်းမြောက်လာခြင်းမရှိသောကြောင့်ဗီလီယာစီကမြလူရနေပြီးတစ်ချလုံကြုံသောစီကနဲ့စေယုံမျိုးဖြစ်ရန်လိုအပ်ကြောင်းရေမာရှိနေသောရဲဘော်များအားလုံးကိုစားတကယ်တိုက်ပွဲဝင်နေသောရဲဘော်များရဲ့လူအပ်ချက်များဖြစ်သည့်အချက်များကိုပြည်သူလူထုကိုတောင်းဟန်ခြင်းဖြစ်ကြောင်းပြည်သူလူထုအားဝိုင်းဝန်းပြီးအားစိတ်ပေးကြပါရန်နှင့်မြစ်တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများမှာအောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရင်ဝင်အားလုံးပြန်နိုင်ကြပါသည်လို့ပြောဆိုခဲ့ပါသည်။နေရာကျုံကိုလိုနီလက်အောက်ကနေအဖရက်ခိုင်ပြည်လွတ်မြောက်ဖို့အတွက် စစ်မှုထမ်းဥပဒေထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့ခိုင်ဒုက္ခကပြောပါတယ်။နော်နာမည်ကတော့ခိုင်ဒုက္ခတကယ်တမ်းတော့ရခိုင်ပြည်သူတွေကိုဒုက္ခပေးနေတဲ့အတွက်ခိုင်ဒုက္ခလို့နာမည်ပေးရခြင်းဖြစ်တယ်။နော်သူကအဝေးမှာရှိနေတဲ့နော်ပြည်မမှာရှိနေတဲ့ရခိုင်တွေအကုန်လုံးလည်းပဲသူတို့ရခိုင်ပြည်လွတ်မြောက်ဖို့အဖရခိုင်တော်တူထောင်ဖို့ရခိုင်ပြည်ကိုပြန်ပြီးစစ်မှုထမ်းရမယ်။အရှိရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးလည်းရခိုင်ပြည်ရဲ့အပြင်ဘက်ကိုထွက်ခွာမရှိဘဲနဲ့ရခိုင်ပြည်ထဲမှာအကျဉ်းချပြီးစစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထုတ်ပြန်ကြပါတော့နော်။ဒီညမှာလေအရင်နေနေခချိုးချိုးနေတဲ့ရခိုင်တွေ နော်ခင်ဗျားတို့ AA ကခေါ်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကိုပြ။အေးရကိုင်းနေနေမပူတူတွေ့ရင်တော့ဝေဘေးကိုတွေ့တူလိုပဲရိုက်တာတခါလဲကြိတ်လေဆောင်ပါဗျာ။ဟောကြပါကျွန်တော်တို့ပြီးမတဲ့မှာကိုရခင်တဲ့ကရခိုင်နေရွှေပြောင်းနေထိုင်ကြတဲ့လူတွေရှိတယ်။ပြီးမမှာရွှေပြောင်းနေထိုင်ပြီးတော့အလုတ်ကန်စီးပွားရေးတွေအဆင်ပြေပြီးကြီးပွားချမ်းသာနေတဲ့လူတွေလည်းရှိတယ်။လက်ရှိမှာ AA ကနေပြီးတော့နိုင်ငံတော်ကိုပုံခံတဲ့အတွက်ကျမတို့ပြည်မှာလာကြည့်ပါရခိုင်ကြီးပဲရန်ကုန်မှာလာကြည့်ပါရခိုင်ကြီးအများဆုံးရှိတယ်เนาะအများဆုံးကျမတို့ပြည်မှာတွေကိုပြေးလာကြတယ်အဲ့ဒီမှာ ပြီးမြောက်มาနေတယ်ကျမတို့ပြီးမမှာကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့ပြီးတော့ပြီးမမှာအေးအေးချမ်းချမ်းနေလို့ရပါလေနဲ့နေတော့ကျမတို့ဗမာရီအားဆုံးရှိတယ်ပြီးမမှာလာနေတယ်စီးပွားရေးလောက်ကင်စားတော့ပြီးတော့တဖက်နဲ့အေးအေးကိုလူအားငွေအားနဲ့ထောက်ပံ့နေနဲ့အရေးနေနေခချိုးချိုးတွေရှိရင်အကုန်လုံးပြန်ခေါ်ကြပါပြန်သွားကြပါပြန်သွားကြပါနော်ဆိုတော့အေးအေးနဲ့စဉ်းစားကြရမယ်တစ်ချက်ရှိတယ်ပြိမမှာရှိနေတဲ့ကျမတို့နော်ရခိုင်ပြည်အပြည်ပါနော်၆ရက်တိုင်းနယ်ပြည်နယ်တွေမှာရွှေ့ပြောင်းနေထိုင်နေတဲ့ရခိုင်တွေက စီးပွားရေးရာအခြေချရှိတဲ့လူတွေကဘယ်သူမှရခိုင်ပြည်ကိုမပြောင်းကြတော့ဘူးတော်တော်များများကတခြားတိုင်းနယ်ပြည်နယ်တွေမှာအခြေချနေကြတယ်ဒါဆိုရင်ထွက်ခွာသွားတဲ့ရခိုင်တွေကလည်းပဲပြီးတို့ရခိုင်ပြည်ကိုမပြောင်းတော့ဘူးရခိုင်ပြည်ထဲမှာရှိနေတဲ့ရခိုင်တွေကလည်းအခုတိုက်ပွဲကြောင့်တိတ်ရမယ်ဆိုရင်ရခိုင်ပြည်ရဲ့အနာဂတ်ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူထုရဲ့မျိုးဆက်ခင်ဗျားတို့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်အင်းနေရခိုင်ကိုမစဉ်းစားခင်နေပါတဲ့နေလို့မျိုးဆက်ကိုပဲအရင်ဆုံးရအောင်စဉ်းစားဖို့နော် နော်လူကြီးတွေအများစုအာဏာရှိတဲ့လူကြီးတွေအများစုသူတို့မကောင်းကြောင်ပြောရင်တော့ခင်ဗျချက်ချင်းလက်နေပြတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေထဲမှာတမ်းမလို့ရတဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြတယ်အဲ့တော့နှစ်ထိုင်းနေဖြစ်ဖို့ကများတယ်နော်ဒါတစ်ခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကတို့တို့ကတစ်ခါတလေကျပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီနားဘက်ကတမ်းမလို့အားကိုးခြင်းနဲ့ နော်အဲ့တော့အားကိုးခြင်းအောင်လဲနောက်ဆက်ကတက်မှာတော့ဗီဒီယိုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲ့ကြောင့်ဥစဉ်တော့ကလည်းဗီဒီယိုရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြန်နော်ဒါကိုပြောတဲ့စကားဥစဉ်တော့ပြောတဲ့အရာကိုဥစဉ်တော့တရားခိုင်တော့အာမခံရတယ်မှားလို့ရှိရင်တရားဆွပ်ပလိုက်မှားလို့ရှိရင်ထောင်ချပလိုက်ဒါဥစဉ်တော့ကဒါဥစဉ်တော့ပြောနေတဲ့စကားတွေကဗီဒီယိုရဲ့စကားကိုပောက်ကိုတော့အနေနဲ့ဖောက်တယ်ချပြတယ်လူကြီးတွေတရားဖောက်တယ်ချပြန်နော်အလူကြီးတွေလည်းနားမဒီလိုပြီးသူတွေစကားတွေကိုဒီကောင်တွေတော့ထည့်ပြောနေတော့မှာပဲတကယ်တော့ဘောမာတီရဲ့စကားတွေနဲ့ပြူစောထီတွေစကားတွေဖြစ်ပါတယ်အကုန်လုံးငတ်ပြက်နေပြီလေရှိတယ်မှာ လေးတဲ့လူကြီးတွေရှိပါတယ်နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော်လေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြားတယ်နော်သူတို့အကြောင်းနေပြောလိုက်လို့ရှင်သူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးနော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လက်ဖြစ်ခြင်းဖြစ်မှာပေါ့နော်အဲ့တော့ဥစ္စနောဒီနေ့ပြောမယ်ဆိုလို့ရှင်ဒီနေ့တောင်တာဘက်မှာဆိုလို့ရှင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်တာမှာပြတ်တာစားတွေရှိတယ်တပ်မတော်တာတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ် အကုန်လုံးကတောင်တာမှာဆိုဒီနေ့နေခင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်။တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဦးဇင်းတို့တရင်နေခဏခဏပြောပြောပြရဒါပဲနဲ့ဖိဖိစီစီမလုပ်တော့လူနာထီလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလဲခုဘကနော်အဲ့တော့တောင်တာမျိုးလဲဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာနော်ဒါလူကြီးတွေဦးဇင်းတို့တိအောင်ပြောပြဒါလောက်ပဲဦးဇင်းတို့ကပြောချင်တာဗျာနော်မြင်းကြံမှာကတော့မြင်းကြံတို့ဒါမြင်းကြံတို့နှစ်ထိုးကြီးပဲမှာကတော့ချစ်တော့ဖြစ်တယ်ဒါပဲနဲ့မြင်းကြံဘက်မှာကထီလို့မရဘူးမြင်းကြံကထီထီမိမိနဲ့ရှိရင်လိုက်စော်တယ်လိုက်လုပ်တယ် ဒီမြင်းကြံနဲ့လက်ရှိမြင်းကြံမှာရောက်နေတဲ့စစ်တိုင်းမူလားမတည်ဘူးเนาะစစ်တိုင်းမူနာမည်တော့မပြောတော့ဘူးသူเนี่ยပတ်တာဆိုင်เนี่ยအဆင်ပြေတယ်ညီညွတ်မှုကောင်းတယ်ပတ်တာဆတဲ့ဇာတ်ကောင်လည်းသူကနားထောင်တာမဟုတ်ဘူးတုံးတက်ပြီးတယ်ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်တုံးတက်တဲ့အတွက်ကြောင့်အရန်အဆင်ပြေတယ်အဲ့တော့အဆင်ပြေတဲ့အတွက်ကြောင့်ရှိတဲ့နေရာတိုင်းမှာအခါရခွင့်ပြုပြီးမှချက်ချင်းလိုက်တော့အကြမ်းဖက်ဒီခွင့်ပြုဝယ်ပြီးပြရတယ်ပေါ့ဗျာเนาะခွင့်ပြုဝယ်ပြီးရတယ်မြင်းကြံကိုတို့ချောက်တော့မပြောနဲ့เนาะဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ် န္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လည်းတင်ရတယ်အဲ့တော့စိတ်ဝင်နေတော့တင်ရတဲ့အခါမှာဥစဉ်တို့ PDF တွေရဲ့မန္တလေးရင်စိတ်ဝင်တာမဟုတ်ဘူးတနိုင်ငံလုံးကိုစိတ်ဝင်နေတာပေါ့ကရုံးရဲ့မကြခင်မင်းရဲ့နှစ်ဖူးကိုလာတော့မှာတန်ပြူရီအားလုံးပဲဒီ brief မှာတွေ့ရမယ့်အကြောင်းအရာတွေကတော့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုမြန်မာထင်နေမြင်အောင်ရခုတင်ဆက်ထားတဲ့တော်လန်ညီကိုရဲ့ပြီလို့ပြောပြပါရစေကြည်ရသေးတော်လန်မျိုးအားလုံးကျွန်တော်တို့ကြည်တော်လေးရပါတယ်ဒီမှာကျွန်တော်ရဲ့ရှောက်လွာစာလေးရှောက်လွာစာလေးရှောက်လွာစာလေးဟုတ်ကဲ့ဟုတ်ကဲ့အော် ဟုတ်ဆောက်ပါဘာဘာလို့မို့ဘာလို့မို့ဩဟုတ်ကြည့်ရလေကွာသိရတာလေကျွန်တော်ဒီဒီအတော်တဲ့နည်းနည်းဟိုဝင်ဖန်စရာလေးရှိလို့ဟုတ်ကြည့်ရဟာဘယ်လေဘာမင်းရောဟုတ်ကြည့်ရလေဟိုငါးဘူးလုံးလို့ဟိုဆယ်ဘူးလုံးလို့အဲလုံးနေနည်းနည်းဝင်ဖန်စရာရှိလို့ဟုတ်ကြည့်ရအဲ့ဒါကြောင့်မို့ကျွန်တော်ချောက်လော်စားလေးလာတင်တာပါဟုတ်ကြည့်ရလေမင်းကလေဘေးကဘလို့သမင်းကအနက်ခံကောင်းလဲပြီနော် အဲ့ကလေးကလည်းချင်းချင်းရောက်လာတာပဲအုတ်ကြီးနားမှာနေတာပဲဒီလောက်တော့ကျွမ်းကျင်တာပေါ့အုတ်ကြီးကဒီပထမချိန်တော့လည်းနော်ငါကြောက်ရွံ့နော်မင်းဘီလက်မြေလေးနဲ့မင်းတော်တော်လေးဝင်တဲ့သွားရနော်ဒါကလည်းကျွန်တော်ကုသိုလ်ကံလေးအုတ်ကြီးကဟာအုတ်ကြီးကလည်းဟိုငလင်နှုတ်ပြီးတော့အင်ပြိုတိုက်ပြိုတော့အကုန်လုံးပြိုတော့ကျွန်တော်အဲဘီလက်မြေကလည်းပါမက်ကြတာလည်းကွက်တီဖြစ်သွားတာပေါ့အုတ်ကြီးကစားလာတ တပီးတက်နေလားအေးပါအေးပါအေးပါနော်ပရိုဂရမ်ကောင်းတယ်ကောင်းတယ်ပရိုဂရမ်ကောင်းတယ်မင်းဖြစ်တာဘယ်လိုဖြစ်နေလဲဆိုတော့ဒီမှာတိုက်ပြူလူသေးနေတဲ့အချိန်မှာလေမင်းကမတာအိမ်မှာလေရှန်ကူမီဆော်ရယ်မင်းဘက်ပေါက်သွားတဲ့ပုံစံမျိုးမဖြစ်နေတာအများအားဒူအုံကြီးရဲ့အုံကြီးဟာလည်းအုံကြီးဥပမာလည်းဘလို့ကြီးမှမသိပါဘူးအုံကြီးကဟောဒါနဲ့အုံကြီးပါလေဒါရိုက်ခဏပါပါလေ ။အားရရဖိဘီစလင်နံပါတ်လေ။ဟောအုတ်ကြီးရခဏ။ဖိဘီစလင်နံပါတ်လေ။ဟောအုတ်ကြီးရခဏ။ဒီကဲရောက်ဝင်ရိုးပဲထုံးတာရှိတယ်။အုတ်ကြီးလက်ထက်ထွက်ရိုးတော့မရှိဘူးရ။သိပါတယ်။အုတ်ကြီးတို့ရှိရောက်ရမယ်တော့ပြန်ထွက်ဘူးလို့တော့။အဲသဘောတရားအုတ်ကြီးရဲ့။အဲသဘောတရားကပနာမအနေနဲ့ဂါရဝပြုနေတယ်လာဂါတဲ့သဘောအုံကြီးရလာဂါလာဂါရာ ပထမလာတာအဲရှင်းပြီပါမဲ့ကြရင်ဟာနောက်ဆက်တွဲတွေအများကြီးရှိသေးတယ်နောက်ဆက်တွဲဟုတ်ကြီးရှိရတာပါမဲ့ကြတော့တော့အုတ်ကြီးသိပါတယ်ခိခိခိနေလားသိတော့လုံလုံနေကြပဲဟုတ်ပါပြီခွေလူတွေကြောကြလို့ဟုတ်ပါပြီညာဟုတ်ပါပြီဟုတ်ပါပြီโอเคโอเคဟုတ်ကြီးနော်တင်မိတာဟာတင်မိတာနော်စိတ်ချမယ်နော်စိတ်ချပါအကုန်စီစဉ်ဆွဲလိုက်တော့မအုတ်ကြီးကိုယုံပြီးသားအုတ်ကြီးပါခွေပြောဟုတ်ပါပြီညာဟုတ်ပါပြီညာဟာ

ကိစ္စလောကဟုတ်ဆိုတာလေပြောချက်လေးအဆင်ပြေတော့လို့ဩပြေသွားပြန်ပြီဘုရားကငါလက်မထိုးပေးလိုက်တဲ့ဟာအာတော်တော်မြူးမြူးမြက်မြက်ရလို့ဟုတ်လားဖမီလီယာငယ်စဉ်ပြေတယ်အေးပါ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  Okay 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 ကျေးဇူးပါကျေးဇူးပါနောက်ကြည့်လေမင်းပိန်သွားလို့ပဲနော် ဒီတော့ဝါလားအရင်ကဒီကဝါတယ်ဟုတ်ပါရဲ့အရင်ကဒီကဝါတယ်ဟုတ်ပြီညီလေးနောက်မကြမကြလဲလာကွာနော်ဒီလူရတာရှိတယ်ဟာလူကိုယ်တိုင်လာစရာမလိုဘူးဖုန်းလေးဆက်လိုက်ပါဒီမှာတက်တက်ကြီးလွတ်လို့ရတာပဲညီလေးရေဟုတ်တယ်ကိုရောရှိနေရတော့ပါ။ဟောဒီနေ့ကသိရတော့ဒီပါလို့ကဲပါအေးပါအေးပါအေးပါ။နောက်တိုင်းလည်းကိုယ်လည်းမမင်းတော့နော်။မင်းမင်းကိုရှိရင်ခုဖုန်းဆက်လိုက်မယ်နော်။ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီဟုတ်ပြီပြပြပါဦးကြီး။ဟုတ်ပါပြီလေ။ငါကြီးတို့မောင်ချမ်းကောင်းချမ်းသာပါစေ။ကဲ။ ။အော်ဦးကြီးကတော့ဒီမနေ့ကတော့တော့လောက်ဖြစ်နေပြီတော့ပါမဲ့နေရ။အော်အော်ကြီးလောက်ဖြစ်ပါတော့တက်ချက်ကြီးလဲအစားအချောင်ပြီပေါ့။ဟုတ်ကဲ့။ဦးအေးမြို့နယ်ကျောင်းဘာသာလုပ်လို့လဲ။အော်ဘာလို့ကောင်းမလဲကွာ။ရှောက်လာတွေတင်ထားတယ်ကွာ။ပါမဲ့ရှောက်လာတွေတင်ထားတယ်လေ။အဲပါမဲ့ရှောက်လာတွေတင်ထားတော့ကအဲဟိုကကြာပြီးသားရှောက်လာတွေယူလာမယ်။အဲအခုရှောက်လာအစ်တွေတင်မယ်ဒီ။ อ๋อไอ้โลမျိုးเนี่ยกว่าตะแคกนี่แหละอุจีน้าหนีพี่รอเอออุจีเนี่ยပြောมาแล้วเนาะตลอดเอาลูกก็ชุบตาเนาะอุจีเดียวเอาลูกก็ไม่เหลวอยู่กว่าอืมเม้นตีอยู่ไอ้ไทม์เฮ้ยักกั่วลงอยู่เนี่ยลูกก็ได้ဟုတ်တယ်เออနောက်ပြီးတော့စစ်သားစုဆောင်ရင်ငွေလဲကောက်กว่าดีเออဒီကြတဲ့လူတစ်တွေခေါ်တဲ့ဟာလဲစုဆောင်ပေးရသေးတယ်နောက်ပြီးတော့กว่า ကိုတွေရှော့ကျင်တဲ့ကောင်တွေလည်းတပုံးကြီးကွာအဲ့ကြားထဲမှာလှုပ်ရှားရအုပ်ကြီးဘူးကမသိပါရကွာဟွန်းဒါကအုပ်ကြီးလည်းအားလုံးအကုန်လုံးကအုပ်ကြီးရဲ့လောက်ကွက်တွင်နေကြီးပါပဲတွင်နေကြီးပါပဲအုပ်ကြီးကလည်းတက်တက်ကြီးအဲ့ဒါတော့နည်းနည်းများပါရင်နော်ဟွန်းတွင်လို့ပြောမယ်စာအုပ်ကြီးရဲ့ရပိုင်ခွင့်အကျိုးဆောင်ကြီးလို့ပြောရင်ပိုနဝင်မချုံဘူးလားတက်တက်ကြီးရဲ့ဟုတ်ပါဗျာနော်အုပ်ကြီးကကြောက်ကလုံးကျော်လဲလောက်ကဟုတ်တယ်နော် လူသစ်ကြီးလဲကောက်ရလူသစ်လဲစူကောက်ရအဲပြီးတော့အဲအလှူဒန်းတွေလဲလောက်ရဟာဟိတာတွေလဲလောက်ရတကြကြီးကိုတိကိုဝင်နေတာကိုစိတ်ရတာလေအောက်ကြီးစင်ပြင်တကြကြီးရောမရလို့လားဟမ်ဟုတ်ပါပြီဟုတ်ပါပြီအောက်ကြီးအဲ့ဒါဆိုတော့လဲစိတ်ထဲမှာပဲထားလိုက်တော့မစိတ်ထဲမှာထားတော့မနော်ဒီနော်ကဲကဲသူကပြောနေကြတယ်တော်ကြပြောနေရုံတော့ကြောက်မသားမလားဟုတ်ပြီဟုတ်ပြီဟုတ်ပြီ လုံးလေးရလုံးလေးဟုတ်တယ်လုံးဘဲမှာသွားကြမလို့စင်ပြေးညာဟုတ်ကြီးအာခိုင်းပါမတွေ့ရလဲကြာပြီအင်းအင်းအင်းဒီကြီးကကြာလေချောလာတယ်လို့ပဲအဲ့လိုပြောပေါ့ဗျာအာမင်းလည်းဟုတ်ကြီးအေးဟိုကျွန်တော်ရှောက်တော့လေအချင်းအချင်းစိတ်ကမပါဘူးအဆင်မပြေဘူးလားရလာတယ်လို့ဟာ ကြီးကလည်းရလာဝမ်းသာလိုက်တာအုံကြီးကအမလေးမရဘူးပြောတော့မလားလို့အုံကြီးကလည်းရရတယ်ပြောလူစင်းစင်းအောင်ရမ်းလို့လာပဲမင်းရမ်းကြံကောင်းတာကွာမင်းရမ်းကြံကောင်းလားကံကောင်းပဲလေကံကောင်းတယ်ဘာတိလို့အုံကြီးနေနားမှာနေရတာကံကောင်းမှဆိုတာတည်ပြီးရတာအုံကြီးက မျိုးနယ်ရုံးမှာခရိုင်မှုရောက်နေလို့ရောက်ရေခရိုင်တရားရုံးစီတက်เสียရလို့ပဲမျိုးနယ်မှုကလက်မှတ်ထိုးခိုင်းလိုက်တာချက်ချင်းကြလာတယ်ကွာအဲကြောင့်မို့အားကိုနေရတာဝမ်းသာလိုက်တာအုပ်ကြီးဟာဘူဘောကွာအုပ်ကြီးကိုအားကိုနေရအဲ့ဒါလေးကိုင်းကျူးမီကျူးကိုင်းတော့ရောက်မင်းပါမဲကျေးဇူးများကျေးဇူးများကျေးဇူးကလုံးဝလေးစားတယ်ကာတော့ဟုတ်ပါပြီ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 အဲ့ဒါကျွန်တော်သွားအောင်မလားအဲမျိုးလေးသွားလို့မရသေးလေမင်းပြောထားလေလေပါမကြရင်နောက်ဆက်တွဲရှိရစို့ ဩဦးကြီးอ่ะလေမေးဟာကြတယ်ဦးကြီးอ่ะသိနေဗျာဦးကြီးလည်းကျွန်တော်ပြောထားလေအလုပ်တွေအစဉ်ပြန်တန်းလွှဲပေးမယ်လို့ပြောဟုတ်ပါပြီရုပ်ပါဒီရက်နေ့ပေးနေတာသိရသားလို့သိပါရဲ့သိပါရဲ့မိပါဆိုလို့မိပါဆိုလို့မိပါဘူးဟုတ်အဲ့လေဦးအေးဟိုအရင်အောက်ပဲမလားအရင်ဘန်အောက်ပဲဘန်ကောအရင်ဘန်ကောက်အဲ့ဘန်ကောက်တယ်ပဲဆွဲလိုက်ရအောင်အဲ့ဒီပဲကျွန်တော်လွှဲလိုက်မယ်နော်ယေသူတင်တော့ဟုတ်ပါတကယ်ယေသူတင်အဲ့နေ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 မသွားနဲ့မသွားနဲ့မသွားနဲ့မင်းမောင်းနေပါဦးဟိုဘန်ကောက်လွှဲတော့တေချာလွှဲနော် ဘာဖြစ်လို့တော်ကြခိုင်မင်းဝေ့ရှိရောက်သွားဟင်းမင်းလဲဆုံးငါလဲမရမှာဆိုလို့နော်မှားခွဲပြန်ပြီလို့ဩဟိုတခါကြားတယ်လေပတ်စံသိန်းသုံးတယ်လေသိန်းသုံးတယ်လောက်ရှိတယ်ဗျာ29သိန်း5000ဆိုတာအဲ့ဒါတို့တည်းရောက်တော့ ပြန်လို့မပြေလို့ပြဿနာတက်နေတာအခုချိန်ကြီးအဲ့လိုမျိုးရောက်သွားမှဆိုလို့လို့စိတ်ချတယ်မှာအူကြီးကကျွန်တော်ပရိုက်ကြလုံနေမှာမဟုတ်တာသိပါတယ်ဟာသိပါတယ်လေးစားတယ်လေးစားတယ်သွားအောင်ဘန်ကောက်ထဲလွှဲလိုက်မယ်ဟုတ်ပါပြီအူကြီးနာမယ်ဘန်ကောက်ထဲပဲလွှဲလိုက်မယ်ခိုင်နေဝင်ကြည့်မလို့စိတ်ချတယ်တခြားလုံတော့တခြားလုံတော့သွားအောင်အကောင်မားသေးလေနော်အေးလန့်တော့ကွာဘာဖြစ်တာလဲဟာအုတ်ကြီးစီပါလေတရားဥပဒေရောနော်ရှောက်ဘာလဲလာတင်လိုက်ပါမတင်လိုက်နဲ့ ဝင်ကောင်းကြီးရရပါတော့နော်ဩတက်ချက်ကြီးရဲ့တက်ချက်ကြီးနေမယ်ဒီဒါအုတ်ကြီးလို့ပေးနေရတာဘာထုတ်ဆက်လို့လဲရှောက်လာတင်ကိုကဒီမှာလိုက်လျှောက်ပေးလိုက်ပါမင်းကျရင်ဝင်ရပြီဘာဖြစ်လို့လဲတက်ချက်ကြီးရောဘာကြီးထုတ်ဆက်နေလို့လဲဩအဲ့ဒါဆိုအုတ်ကြီးရဟိုကျွန်တော်ရှောက်လာတင်ကိုအဲ့လိုဝင်ကောင်းရပါโอ้ย่าดาบ่ตะแจกนี่บ่กัดดามันโหลเด้อ๋อห่มๆอ๋อดาเนี่ยลุลุเล่เนาะตะแจกนี่ตะแจกนี่แล้วชอบละติเอ้ปาไม่จ่าละหิงตะแจกนี่เนี่ยวนย้ายอยู่ยะวนย้ายอยู่ยะอืมโอ้ย အဲ့တော့ကျွန်တော်ဘာဘာလျှောက်လာတယ်ကောင်းပြီအဲဘာလျှောက်လာတင်ကောင်းလဲဆိုတော့ဘာအခုကငိုးရပြီအဲငိုးရပြီဆိုတော့တုတ်ပါမဲလျှောက်တုတ်ပါမဲလျှောက်ဒီချိန်နဲ့ကွက်တီပဲကွက်တီပဲအဲပါမဲကြတာနဲ့တက်ချက်ကြီးအစီပဲလေဟာဟောင်းပြီဟောင်းပြီအဲ့အိုကြီးနော်အနည်းကလေးလဲကျွန်တော်တော့ရှောက်သွားလိမ့်ဒီစလုံးတော့ပေးကျွန်တော်ရှောက်တင်ရမယ်ဘာမှတင်ရမယ်ဘာမှတင်ရမယ်နော်တကယ်တင်ပါလားတကယ်တင်ပါလေအောင်ကြည့်ရတယ်ဟုတ်ကဲ့တော့ ကဲရောအဲ့ဆိုရင်အရှိကခုံမှာသွားကြည့်လိုက်ဒေသာကြီးဒေသာကြီးဟုတ်ပြီဟုတ်ပြီပြီးငါရှိလာဖို့ငါတင်ပေးထားမယ်အာအောင်ကြီးသားမှာနေရလားနေရလို့နှက်သွားပြီအဲနေပါလေရှောင်းပြဲတော့မယ်နော်ရေးတော့မယ်ရေးလိုက်ရေးလိုက်ရေးလိုက်ပါဘုနော်အတင်ပေးမယ်ဟမ် ကြတယ်မေးပြန်ကြရဲမင်းလည်းမဘာဖြစ်တာမျက်နှာလဲဟိုလေးဦးကြီးဟိုဦးကြီးစီကကျွန်တော်ရှောက်တော့ရှောက်တော့ပါမရှောက်တော့တင်ခန်းထားတယ်မေးဦးကြီးအဲ့လေအဲ့ဒါဘာဖြစ်လဲငါသိတယ်လေငါခုနိုင်တင်ပေးတာလေလေဩဒီတော့လဲဟိုအဲ့ဒါအဲ့ဒါလေဦးကြီးကလည်းဟိုဦးကြီးနဲ့ကျွန်တော်ဒီပါမရှောက်ဆရာကြီးရှိရင်မျိုးနဲ့ရုံသွားလိုက်နော်တင်ရာရှိတင်လိုက်အင်းပြင်ကြတာလေးပြန်ယူလာလိုက်လေ ဟိုကျွန်တော်ကပါမစ်တော့ကြာနေပြီဟုတ်ရဲ့ကျွန်တော်ကျွန်တော်ပါမစ်တော့ဘာမှမကြာဘူး။ဟောငါတင်ပေးထားအဲလို့ငါတင်ပေးထားတယ်ငါကိုယ်တိုင်တင်ပေးထားတယ်။ဟဲ့လေဟုတ်ရဲ့။အောင်ကြီးတင်ပေးထားတယ်ကျွန်တော်ပါမစ်တော့ဘာမှမကြာဘူးလို့အမပြီးဘူးကွာအဲ့တော့ကြီးပြီးတာ။မင်းရလေခက်တော့ခက်နေပြီ။ပါမစ်လာတင်တဲ့လူတွေအဲ့ပါမစ်စားတဲ့လူစာရေးလေးပါလာတွေ့လား။တွေ့ရမြင်မြင်နဲ့တော့ဟုတ်ကဲ့ကဲ့ကဲ့ဟောလေအောင်ကြီး ဂါဂါရဲစာအိမ်လေးဟဲ့အဲ့တို့လေဟုတ်ကြီးအေးမင်းလျှောက်တာပါမင်းမကြတဲ့အကြောင်းอ่ะအဲ့ဒါကြောင့်ပဲဟမ်အဘိုးရေအိုကြီးပါပါလို့လေကျူအစားရှိအောင်တော့ဩဘာပြရမလဲကွာသူများတွေလျှောက်လာလာနေနေငါတို့ကဓာတ်ရဲဆိုင်လေးပါလာတယ်မင်းငောက်လျှောက်လာတဲ့ခိုင်းနေဓာတ်ရဲဆိုင်ပါလာမပါဘူးလေအိုကြီးအေးမင်းပါမင်းလျှောက်တာမကြတယ်အကြောင်းလေးอ่ะအဲ့ဒါပဲကွာနော်မင်းကတော့ပါမင်းလျှောက်တာဟမ်သူများတွေဓာတ်ရဲဆိုင်ပါမလာဘူး ဟုတ်တယ်နော်ဒါမဲ့ကွာမင်းနဲ့ငါနဲ့တယုံနဲ့အတူတူလုပ်တယ်ကွယ်မင်းပါမဲ့ကိုငါတင်မေးတာလေဟိုဘမတင်တာလေအဲမြို့နယ်ရုံတော့မဟုတ်ပါဘူးကွာငါဇွဲကောင်ကတင်မေးတာလေကွာပြာ